ိုင်းမြန်မာနယ်စပ်မြန်မာဘက်ခြမ်းမှာတိုက်ပွဲတွေပြင်းထန်နေရကြောင်းထိုင်းစစ်တပ်ဘက်ကနန်နန်ကနယ်စပ်မြင်းတလျှောက်မှာလက်နက်အပြည့်အစုံနဲ့လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတယ်လို့နယ်စပ်တရင်ရင်းမြစ်တွေကပြောပါတယ်။ကရင်ပြည်နယ်မြောက်ဦးတီမြို့နယ်မင်းလက်ပံကျေးရွာအနီးမှာအာနာသိန်းစစ်တပ်နဲ့တော်လိုင်းရေးတပ်တွေအကြားတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီးလက်နက်ကြီးကြီးတွေထိုင်းနိုင်ငံထဲကျမှန်မှုတွေဖြစ်ပွားပြီးရဲ့နောက်ထိုင်းစစ်တပ်ကနယ်စပ်ကိုလုံခြုံရေးတင်းကြပ်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းကမြောက်တီမြို့နယ်နဲ့ထိုင်းဘက်ခြမ်းကမဲဆောက်မြို့နယ်တို့ဟာတောင်ရင်မြစ်တာချပြီးမြန်မာဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုထိုင်းဘက်ကနေအထင်တားမြင်တွေ့နေရတာဖြစ်ပါတယ်။အမြင်ရတယ်ဟုတ်တယ်။ထိုင်းကအပြည့်ပဲ။အင်းအပြည့်တော့တော့အကုန်လုံးအကုန်လုံးတော့ဆောက်ပါပဲ။ခွဲလိုက်တော့ပြည့်ပဲလူရောတော့ပြည့်ပဲ။အဲ့ဒီလူစုံဝင်အခုမှအခုမှပေါ်လာ။ဟိုစပါလေဟိုကျွန်တော်တို့ကားပေါ်မှာတင်တဲ့သနားတွေပါပါတယ်သူတို့တင်တာ။ နေရာစုံကမှနေရာစုံကကျွန်တော်တို့ကြွားအဆက်တွေပေါ့ကြွားအဆက်တွေဆိုတော့ကြွားဟောစတွေပါလေထန်သုံးမင်းတို့တညံကုန်ဘတ်တို့ပေါ့အာဟုတ်တယ်ကြွားအဆက်မှာပဲရှိနေတယ်ကြွားတွေတော့မဝင်လာသေးဘူးမနဲ့ကျွန်တော်တို့မူတော့မလင်းသေးပါဘူးဟုတ်ပါလားမနဲ့လေးနိုင်လောက်ဆိုထားလို့နော်ညတော့တညလုံးမှဟိုကျွန်တော်တို့ကောင်းပေါ်နေမိကြည့်သွားတယ်ကျွန်တော်လမ်းလမ်းစစ်တော့ဆောင်းရတယ်ယူရမှာဘယ်လိုမှမနေရယူရမှာကြာတာအလုံးကြီးခဏတလုံးခဏတလုံးမှာ ာနာသိန်းစစ်တပ်ဟာထိုင်းမြန်မာနယ်စပ်မြေအနီးမှာရှိတဲ့မြဝတီဝော်လီလမ်းပိုင်းကိုပြန်လည်ဆိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNN အနေနဲ့ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။တချိန်တည်းမှာပဲ KNN တပ်တွေဟာတိုက်ပွဲအနီးမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်ထားတဲ့ကြားဖြန့်ဆိုင်ကိုဝင်ရောက်စီးနင်းခဲ့တာကြောင့် ကြားဖြန့်လှုပ်သားတွေဟာနေဆက်မျက်နှာမှာပြန့်ကျဲခုံလုံးနေကြပါတယ်။ထိုင်းအာနာပိုင်တွေဘက်ကတော့မြန်မာဘက်ကပဋိပက္ခတွေရဲ့ရက်ခတ်မှုတွေထိုင်းဘက်ကိုကူးလာမှစိုးရိမ်နေရဖြစ်ပါတယ်။ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုဆိုကလဲစေးရတော့ KNN တပ်တွေက DKPA လက်အောက်ခံကြားဖြန့်စီမံကိန်းကို စီးနင်းပြီးရနောက်အာနာသိန်းစစ်တပ်ရဲ့ထိုးစစ်ဟာပိုပြီးအရှိန်မြှင့်လှုံ့ဆော်လာတာဖြစ်တယ်လို့အေယာဝတီကိုပြောပါတယ်။ ဟုတ်ကဲ့လေချောင်းနဲ့လည်းလာပြစ်တာရှိသလိုလက်နေကြီးတွေနဲ့ပေါ့နော်လှမ်းပြစ်တာလည်းရှိပါတယ်လို့ဒီကနေ့ကျွန်တော်တို့ကိုဒီ site ကနေထွက်သွားအောင်ဟို PR ပေးတဲ့သဘောလည်းတဲ့ TV ကြကြပြောရမယ်ဆိုရင်တော့ဒီအစနာပေါ့နော်လက်စလက်နာတွေဖြောက်ဖြစ်ဖို့အတွက်ကသူတို့မှာခွင့်လန်းပိတ်သွားတဲ့သဘောဖြစ်တာပေါ့နော်အဲ့လိုမျိုးကြောင့်ဒီကျွန်တော်တို့သိရှိထားတဲ့ site မင်းလက်ပံ site ကို တို့ကပြန်ပြန်လိုချင်တယ်ပြန်လည်းကိုင်းတွေ့ဖြစ်ရှင်းပြီးတော့ဟိုဖြောက်ဖြဲရမယ်ဟိုဟိုအရာတွေကိုဖြောက်ဖြဲနိုင်ဖို့အတွက်တို့ရဲ့အတ္တကထိုးစစ်ပြန်လည်းထိုးစစ်ဆင်လာတယ်လို့ပဲကျွန်တော်တို့ဒီလိုပဲနားလည်ပါတယ်ဟုတ်အာနာသိန်းစစ်တပ်ဟာမင်းလက်ပံကြေးရွာကိုဝင်ရောက်နိုင်ဖို့အတွက်လေကြောင်းကသင့်လေရင်တွေနဲ့ပြစ်ခတ်ယုံသားမကအတေခံ drone တွေအပါအဝင်လက်နက်ကြီးတွေနဲ့ပါပစ်ခတ်နေရဖြစ်တယ်လို့မင်းလက်ပံရွာခံတွေကပြောပါတယ် အာနာသိန်းစစ်တပ်ဟာ2025ခုနှစ်အောက်တိုဘာလကတည်းကမြဝတီကုတ်ကရိတ်လက်မကြီးအပါအဝင် တင်ကိုင်းညီနောင်မြဝတီနဲ့၄ကီကိုဒေတာတွေကိုပြန်လည်ထိန်းချုပ်ထားပြီးမြဝတီဝော်လီလမ်းကြောင်းကိုဗျူဟာအရပြန်လည်ဆိုးမိုးနိုင်ဖို့အတွက်ထိုးစစ်ဆင်နေရဖြစ်တယ်လို့ထိုင်းမြန်မာနယ်စပ်မှာနောက်ဆုံးကြန့်ရှိတဲ့သူတို့ရဲ့ဝော်လီဗျူဟာစခန်းကိုစစ်ကူပိုးဖို့စူးစမ်းနေရဖြစ်တယ်လို့လည်းမှတ်ချက်ပြုကြပါဗျာ